င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ15ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နောက်ဆက်ကအနေနဲ့6လတက်တန်းတိုးမယ်ဆိုရင်ရွေးကောက်ပွဲမဖြစ်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ပြည်သူ့ပါတီ PP မှဥက္ကဋ္ဌဦးကပိုကြီးကပြောဆိုလိုက်တဲ့သတင်း။တရုတ်ကအိန္ဒိယနယ်စပ်အနီးနယ်နိမိတ်ပိုင်ဆိုင်မှုကိုထပ်မံကျင်းညာလိုက်တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နာဆကအနေနဲ့6လတက်တန်းတိုးမယ်ဆိုရင်ရွေးကောက်ပွဲမဖြစ်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ပြည်သူ့ပါတီ PP မှဥက္ကဋ္ဌဦးကိုကြီးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ရွေးကောက်ပွဲကျင်းပတာဟာကာလွန်ကအာနာလွတ်အပ်တဲ့ရွေးကောက်ပွဲကော်မရှင်ကသာဆောင်ရွက်လို့ရတဲ့အတွက်နာဆာကအနေနဲ့6လတက်တန်းတိုးမယ်ဆိုရင်ရွေးကောက်ပွဲမဖြစ်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဥက္ကူကြီးက CNN သတင်းဌာနကိုပြောပါရယ်ရွေးကောက်ပွဲကိုအခုနှစ်2025ခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပမှာဖြစ်ကြောင်းနိုင်ငံတကာရဲ့ထောက်ခံမှုတွေလည်းရရှိထားကြောင်းရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်ရေးပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးစီလိုကြောင်းနာဆာကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ပူချုပ်စောမင်းထွန်းကရုရှားခီးစင်ကအပြန်2025ခုနှစ်မေလ10ရက်မှာမီဒီယာတွေကိုပြောထားပါရယ်ဒီဇင်ဘာလမှာရွေးကောက် ောက်ပွဲကျင်းပမယ်ဆိုရင်အခု6လတက်တန်းပြည့်တဲ့အချိန်မှာနာဆကအနေနဲ့တက်တန်းထပ်မတိုးပဲကာလွန်ကိုအာနာလွှဲရမှာဖြစ်ကြောင်းဒါမှမဟုတ်တက်တန်းတိုးမယ်ဆိုရင်ဒီဇင်ဘာလမှာယူကောက်ပွဲမဖြစ်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဥက္ကုတ်ကြီးက CNN သတင်းဌာနကိုပြောပါတယ်ဒီနေ့မှမှရွက်ောက်ပွဲလုပ်နိုင်ဖို့ဆိုရင်အခု၆လတက်တန်းပြည့်တဲ့အချိန်မှာထပ်မတိုးတော့တဲ့ကာလုံကိုလွှဲရအောင်ကာလုံကိုလွှဲမှကာလုံက 6လတော့တွင်မှာဆိုတော့ဖေဖော်ဝါရီ1ရက်နေ့မတိုင်ခင်မှာရွေးကောက်ပွဲကျင်းပရမယ်ဒါကြောင့်မလို့အခုလာမယ့်ဇူလိုင်31ရက်ပေါ့အဲ့ဒီဟာမှာဒါကာလွန်ကိုဆွဲသည်ဆိုရင်တော့ဒါပုံပြီးတေချာသွားပြီပေါ့နော်ခိုင်လုံသွားပြီပေါ့ဇူလိုင်31ရက်နေ့မှာကတော့ကာလွန်ကိုဆွဲရလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုပဲခံမှန်းပါတယ်ကတကန်းတိုးပြီဆိုရင်တော့အခုကျွန်တော်တို့ဘယ်လာရုစ်မှာပြောထားတဲ့အတိုင်းဒီဇင်ဘာမှာမလုတ်နိုင်တော့ဘူးဆိုတဲ့သဘောတရားမကြောင်လဲဆိုတော့ရေကောက်ပွဲကျင်းပတာဒီဒီနတ်တာကလည်းလုပ်လို့မရအောင်အဲ့တော့ကာလုံကနေပြီးတော့ လွဲအပ်တဲ့အစိုးရရွေးကောက်ပွဲကော်မရှင်ကသာလျှင်ဆောင်ရွက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်တက်တန်းတိုးပြီဆိုရင်တော့ရွေးကောက်ပွဲမဖြစ်ဘူးဆိုတဲ့သဘောပဲစီစဉ်ပါမှမဖြစ်ဘူးဆိုတဲ့သဘောပဲအဲ့ဒါလို့တက်တန်းတိုးလိမ့်မယ်လို့ကျွန်တော်တော့မမြင်ပါဘူးဗျ ပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကတက်မတော်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲစီရင်အငြင်းပွားမှုကိုမဖြေရှင်းပဲအစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာကတာဝန်ယူလျက်ရှိနေပါတယ်။နောက်ဆက်ကအနေနဲ့2025ခုနှစ်ဇန်နဝါရီ31ရက်မှာကျင်းပတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်425အရာ9ကြိမ်မြောက်6လတက်တန်းထပ်မံတိုးခဲ့ပါတယ်။နောက်ဆက်ကအနေနဲ့ကာလွန်ကအာနာအပီကာလွန်ကနာမည်တစ်ခုပြောင်းကရွေးကောက်ပွဲကျင်းပမှာလားဒါမှမဟုတ်အခွင့်အာဏာကိုနောက်ဆက်ကကိုပြန်လဲ န်နေပြီးရွေးကောက်ပွဲကျင်းပခွင့်ပြုမှာလားဆိုတာကိုစောင့်ကြည့်ရမယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထအောင်ကျော်က CNN သတင်းဌာနကိုပြောပါရတယ်။ ဆိုတဲ့ခါကျကျွန်တော်တို့ဇူလိုင်30ရက်ပေါ့နော်ဇူလိုင်30ရက်မှာတက်တန်းထတူအောင်တက်တန်းမတူရင်ရေကောက်ဝဲလောက်မှာဆိုလို့ရှိရင်ခြေကံဥတွေထဲမှာပါတဲ့အတိုင်းကတော့ဒါကာလုံအနာပြန်အမ်းမှာကိုနေအကာလုံပြန်လွဲကာလုံကနေမှရေကောက်ဝဲဥရီချမ်းပါအောင်ဆိုတော့ကာလုံအနေနဲ့လည်းနာမည်တော့ပြောင်းသွားမယ်လို့ကျွန်တော်တို့မြင်ပါတယ်နာနာစကားကနေနာမည်တစ်ခုခုပြောင်းမှာအဲ့လိုမျိုးပုံစံမျိုးနဲ့လုံလာတော့ဒီမဟုတ်ကာလုံကနေပဲဆက်ပြီးယူပါရေကောက်ဝဲကိုလည်းနာစကားအနေနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဆောင် င်ပေးပါဆိုတဲ့ပုံစံမျိုးနဲ့ပြန်ထည့်ပေးလိုက်တယ်ဒါဒီကာလုံရဲ့လုတ်ပိုင်ခွင့်မှန်းလေကာလုံရဲ့လုတ်ပိုင်ခွင့်မှန်းဆိုတော့ကာလုံအနေနဲ့ဘယ်လိုလုပ်မလဲဆိုတာကတော့ကနောပိုင်း30ရက်နေကြရင်တော့သိရတော့ကနောပိုင်း30ရက်နေမှာအဲ့ဒီဝေးပြန်ခေါ်ပြီးတော့မှဒီလိုပြန်အပ်ပြီးတော့မှကာလုံအနေနဲ့နံပါတ်တစ်ခုပြောင်းပြီးလုပ်မလားဒုတိယမုံအခွင့်အာဏာကိုနာဆာကစီပဲပြန်ပေးပြီးတော့မှဒီဟာကိုစံပါခွင့်ပြုပါတယ်ဆိုတဲ့ဟာကိုလုပ်မှာဆိုတာက နာဆာကဟာ2023ခုနှစ်ဩဂတ်လကရွေးကောက်ပွဲကျင်းပပြီးသွားမယ်လို့ပြောကြားခဲ့ပေမယ့်တာမန်အခြေအနေမဟုတ်တဲ့အတွက်ဆိုကအရေးပေါ်ကာလကို6လတက်တန်းတိုးလာခဲ့ရမှာ2025ခုနှစ်ဇန်နဝါရီလအထိပင်ဖြစ်ပါတယ်။အဲ့ဒီပြင်နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမေယောင်လိုင်းဟာမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောကြားထားပါတယ်။အဲ့ဒါကြောင့်2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာအရေးပေါ်ကာလ6လတက်တန်းတိုးလာပြည်ပြီဖြစ်တာကြောင့်တက်တန်းတိုးမှုတို့ကိုကြည်ကရွေးကောက်ပွဲဖြစ်နိုင်ခြေကိုခန့်မှန်းနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ နာဆာကလည်းမြန်မာတပ်မတော်ကိုဖြုတ်ချရေးလက်နက်ကင်တိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တိုင်းဒေသလက်နက်ကင်အဖွဲ့အစည်း EEO တချို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကတော့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာတပ်ပါတီစနစ်နဲ့သွားမယ်ဆိုရင်တိုင်းပြည်ပိုပြတ်သွားနိုင်တယ်လို့နိုင်ငံရေးပါတီတချို့ကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတပါတီစနစ်နဲ့သွားမယ်ဆိုပါကတိုင်းပြည်ပိုပြက်သွားနိုင်တယ်လို့နိုင်ငံရေးပါတီတချို့ကထောက်ပြကြပါဗျ။နိုင်ငံရေးပါတီတွေအကြမ်းမှာမြန်မာနိုင်ငံရဲ့စီရေးတင်းမာမှုတည်ငြိမ်အေးချမ်းမှုမရှိတာတို့ဟာပါတီဆောင်စနစ်ကြောင့်ဖြစ်ပြီးတော့တပါတီစနစ်နဲ့ပြန်လည်တိဆောက်သွားတဲ့နယ်လို့သဘောထားကွဲလွဲမှုတွေရှိနေကြတာပါ။မြန်မာနိုင်ငံမှာပါတီဆောင်ဒီမိုကရေစီကျင့်သုံးမှုကြောင့်လက်နက်ကိုင်အဖွဲ့အစည်းပေါ်များကတိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိခြင်းမဟုတ်ဘဲ အရင်တပါတီစနစ်ကျင့်သုံးခဲ့တဲ့မြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီခေတ်ကလေးကလက်နက်ကင်ဖွဲ့စည်းအများအပြားရှိခဲ့တာဖြစ်တယ်လို့တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်အရင်ကျင့်သုံးခဲ့ခြင်းကလည်းတိုင်းပြည်တိုးတက်လာခြင်းမရှိဘဲဆုပ်ယုပ်ခြင်းသာရှိခဲ့ကြောင်းဒါကြောင့်လက်ရှိအခင်းကျင်းမှာတပါတီစနစ်နဲ့တွဲမယ်ဆိုပါကတိုင်းပြည်ပိုပြက်သွားနိုင်ကြောင်းသူကပြောပါရယ် ပါတီစုံနဲ့တွားမှာပါဗျာပါတီနဲ့တော့တွားလို့မရပါဘူးကျွန်တော်တို့အခုနေပါတီနဲ့တွားရင်တိုက်ပြီးသူချက်တွားပါလိမ့်မယ်အခုဘယ်လိုလဲဆင်ကြောင်းမယ်ဆိုတပန်ဒီစုံနဲ့တပါတီစုံဆိုရင်တော့ကျွန်တော်တို့ကျွန်ညစ်ချင်တော့ဘာမှမဆိုကောင်းပါနဲ့အမေရိကန်နဲ့တရုတ်ကိုပဲနိုင်ချင်ကြည့်ရမယ့်ပုံစံပေါ့နော်တရုတ်ကတော့တပန်ဒီစုံနဲ့တွားနေတယ်အခုရချာတဲ့တရုတ်တို့ကျတော့ဒီနေ့ကနေမူနဲ့ပေါ့လေအားလုံးကလုတ်ပဲဆိုတော့တိုက်ပြီးတိုးတက်တာပေါ့အမေရိကန်နဲ့ပါတီစုံဆိုရင်ကျွန်တော်တို့ကလည်းအဲ့ဒီရပါလေအလုံးလား ဒါတော့ကျွန်တော်တို့ကဆိုရှယ်လစ်ကင်းနဲ့ကျွန်တော်ညီမနေနိုင်ချင်ရမယ်ဆိုရှယ်လစ်ကင်းနဲ့ယနေ့ကျွန်တော်တို့ခေတ်ကိုပြန်နိုင်ချင်ရမယ်ဆိုရင်တော့အခုပါတီစုံကပို့လို့လွတ်လပ်တယ်လို့ကျွန်တော်ပြောလို့ရပါတော့ပြည်သူလူအနေနဲ့လည်းဒါနိုင်ငံကြီးဟိုကောင်းကောင်းနားလည်ပြီးမှကျွန်တော်ခုနကချီးပို့တော့လိုအပ်တာပေါ့ဒါဖြစ်နေလို့ဆိုလူတွေကနေမှနိုင်ငံကြီးနားမလည်ဘူးဆိုတော့နိုင်ငံတခြားမှာအယံချက်ပါလေရာ အမ်လည်းသူရကျွန်တော်တို့ဒီဖြစ်တုံးနဲ့ပြီးပါပြီတပါတီစနစ်ကိုလည်းဒါနဲ့ဆက်နေလေးနေတာပေါ့နော်ကိုလည်းဆက်နေချင်အောင်ဒီဒီဒီမှာစစ်ချက်ချင်းဒီအဲဆောင်ချင်းတုံးနဲ့လာလဲကျွန်တော်တို့တန်ကြီးရတုတ်တက်လာတာမရှိဘူးနဲ့ဆုံးတာပဲရှိတာပေါ့အဓိကတော့ဒီကစိတ်ကိုယ်ဓာတ်ရည်ကြီးတာပေါ့ဗျာနေကိုင်းနဲ့ခေါင်းဆောင်နေနေတော့တန်ကြီးပေါ်ရှင်တာကောင်းအောင်လုပ်ရင်တော့ဘူဟာရကောင်းအောင်လုပ်စနအောင်မြင်ပါပါ 1962ခုနှစ်ကမြန်မာတပ်မတော်ဟာနိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက်ဗိုလ်ချုပ်ကြီးနေဝဲဦးဆောင်ပြီးမဆလပါတီကိုဖွဲ့စည်းကောင်မြန်မာနိုင်ငံကိုတပ်ပါတီစနစ်နဲ့1988ခုနှစ်အထိအုပ်ချုပ်ခဲ့တာပါ။အဲဒီနောက်ပြည်သူလူထုတရက်လုံးရဲ့ကြီးမားကျယ်ပြန့်တဲ့အုံကြဆန့်ကျင်မှုပေါ်ပေါက်ခဲ့ရပြီးတမိုင်းဝင်ရှစ်လေးလုံးအရေးခင်းကြီးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီစနစ်ကြီးလည်းချုပ်ငင်းခဲ့ရပြီး1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာတော့ဗိုလ်ချုပ်မှုကြီးစုံမောင်ခေါင်းဆောင်နဲ့တက်မတော်ကအာဏာရယူခဲ့ပြီး နိုင်ငံတော်ညီဝက်ပြပြမှုတိဆောက်ရေးအဖွဲ့နဝတကိုဖွဲ့စည်းပြီးတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာပါ။အဲဒီနောက်1990ခုနှစ်မေလ28ရက်နေ့မှာတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ကြရမှာလက်ရှိအချိန်ထိပါတီစုံစနစ်ကိုသာကျင့်သုံးလာခဲ့တာပါ။နစကဥက္ကဋ္ဌအနေနဲ့2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ခတိပြုပြောဆိုထားတဲ့အပြင်ပါတီစုံဒီမိုကရေစီစနစ်အရရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတာကြောင့်တပါတီစနစ်ဖြစ်လာနိုင်စရာမရှိဘူးလို့ ပြည်သူ့ပါတီ PP ရဲ့ဥက္ကဋ္ဌဦးကိုကြီးကစီရင်နိုင်တဲ့တင်းဌာနကိုပြောပါရယ်။ဘုရားအားတော့ပြောရရင်ဒီကိုကျွန်တော်တို့ဒါနှောင်းကြီးကိုကြီးဘုံအတိုင်းခက်လက်ဆောင်ရမယ်လို့ပြောနေတဲ့တော့ကျွန်တော်တို့ဒုက္ခတွေကဟိုအငြင်းတော့ကြောင်မရှိဘူးလို့မြင်ပါတယ်နော်။အဲ့တော့နိုင်ငံတော်ကဒါပါတီဒီမိုကရေစီကနေတော့မယ်ဆိုတာအဲ့ဒီပါတီဒီမိုကရေစီကနေကိုပုံသားနေကြအင်္ဂလိပ်ကဖြစ်အောင်ဆောင်ရွက်ကြဖို့ပဲလိုရလို့မြင်ပါတယ်။ ဒီပါတီတုံကကျွန်တော်တို့ကနိုင်ငံတကာမှာတကယ်ကိုလူတွေ့တဲ့နေတဲ့နိုင်ငံအများစုကလည်းပါတီတုံတမှုပြုစီနေတဲ့တွားရပါပဲအဲ့တော့ဟိုတပါတီနဲ့တွားရဆိုရဲဒီကကထူးခြားတဲ့အခြေအနေတွေနဲ့နောက်တစ်ခါအဲ့ဒီတပါတီစနစ်ဆက်လက်ပြင်းနေနေတယ်ဆိုတာကလည်းကောင်းဆောင်တွေအညောင်းအညီတွေကစိတ်ရင်းတို့တရားအပေါ်မှာလည်းမူတည်တယ်လို့မြင်တယ်တပါတီစနစ်ဆိုတာဟာတိုင်းပြည်တစ်ခုကိုနိုင်ငံရေးလမ်းစဉ်အယူအဆတစ်မျိုးတည်းကျင့်သုံးပြီးပါတီတစ်ခုတည်းကနေအုပ်ချုပ်တဲ့စနစ်ဖြစ်ပြီးတော့ပါတီကောင်းဆောင်ဒါမှမဟုတ် ါတီရဲ့ဗဟိုအာဏာပိုင်အဖွဲ့ကတိုင်းပြည်အာဏာစုပ်ကိုင်ထားကအုပ်ချုပ်တာဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ဆိုတာကတော့ပြည်သူကသူတို့ကိုကိုစားပြည်သူကိုကိုယ်တိုင်ရွေးချယ်အုပ်ချုပ်စေတဲ့စနစ်ဖြစ်ပြီးတော့ဖက်ဒရယ်စနစ်ဆိုတာကတော့စုစည်းလောက်ကင်ရမှာလောက်ကင်နိုင်ခွင့်တွေကိုခွဲဝေကျင့်သုံးတဲ့အယူဆသဘောတရားဖြစ်ပြီးပေါင်းစည်းနေထိုင်တာမျှဝေခံစားတာဖြစ်တယ်လို့နိုင်ငံရေးသမားတွေကထောက်ပြကြပါတယ်။ဒီနေ့နဲ့တိုင်းဒေသကြီးနယ်နိမိတ်တွေကို လက်ရှိအတိုင်းထဖို့ဆန္ဒရှိသူပုံများနေတယ်ဆိုတဲ့သတင်းပြည်စုံကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာလက်နက်ကိုင်ပိပခါတွေကြီးထွားလာတာနဲ့အတူပြည်내နဲ့အတိုင်းဒေသကြီးနယ်နိမိတ်တွေပြောင်းလဲရေးအပါအဝင်ခွဲထွက်ရေးကြိုးပမ်းလာနိုင်တဲ့အခြေအနေတွေအတွင်မှာနယ်နိမိတ်တွေကိုလက်ရှိအတိုင်းထားဖို့ဆန္ဒရှိသူပိုများလာတယ်လို့ Blue Shirt Initiative ကထုတ်ပြန်ခဲ့တဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။ Blue Shirt Initiative ပြည်내နဲ့အတိုင်းဒေသကြီးနယ်နိမိတ်တွေကိုလက်ရှိအတိုင်းတာထားဖို့ဆန္ဒရှိသလားပြည်내နဲ့အတိုင်းဒေသကြီးအစ်စ်တွေဖွဲ့စည်းခြင်းကိုခွင့်ပြုတင်လာအပါအဝင်ခွဲထွက်ရေးကိုလက်ခံလားလက်မခံဘူးလားဆိုတဲ့မေးခွန်းတွေပါဝင်တဲ့စစ်တမ်းတရက်အား2025ခုနှစ် ်မတ်လ22ရက်မှ25ရက်အတွင်းပြည်သူလူထုရဲ့သဘောထားဆန္ဒကိုကောက်ခံပြီးဆောင်ရွက်ခဲ့ပါတယ်။အဆိုပါစစ်တမ်းမှာပြည်내နဲ့တိုင်းဒေသကြီး14ခုနဲ့မြို့နယ်235ခုမှာကောက်ယူခဲ့တာဖြစ်ပြီးပါဝင်ပြည်သူ3185ဦးရှိကြောင်းစာပေလင်းမှာပြည်သူမှု1840ခု မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှု1242ခုတယ်လီဖုန်းနဲ့ဖြေဆိုမှု82ခုရှိကြောင်း Blue Shirt Initiative ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်ပြည်내နဲ့တိုင်းဒေသကြီးနယ်နိမိတ်တွေကိုလက်ရှိအတိုင်းထားဖို့ဆန္ဒရှိကြောင်းနိုင်ငံတဝန်းလုံးမှ46ရာခိုင်နှုန်းရှိပြီးပြည်내အသစ်တွေဖွဲ့စည်းခြင်းကိုခွင့်ပြုသင့်တယ်လို့ဆန္ဒရှိသူကနိုင်ငံတဝန်းလုံးမှ33ရာခိုင်နှုန်းရှိကြောင်းမသိသူနဲ့မဖြေဆိုလိုသူက22ရာခိုင်နှုန်းရှိပါတယ်။အဲဒီမေးခွန်းကိုပဲပြည်내တွေမှာလက်ရှိအတိုင်းထားလို့သူ42ရာခိုင်နှုန်းရှိပြီးခွင့်ပြုသင့်တယ်လို့ဆန္ဒရှိသူ ူ36ရာခိုင်နှုန်းနဲ့မတိသူနဲ့မဖြစ်ဆိုလိုသူက17ရာခိုင်နှုန်းရှိကြောင်းတိုင်းဒေသကြီးတွေမှာတော့လက်ရှိအတိုင်းထားလိုသူ49ရာခိုင်နှုန်းရှိပြီးခွင့်ပြုသင့်တယ်လို့ဆန္ဒရှိသူက37ရာခိုင်နှုန်းနဲ့မတိသူနဲ့မဖြစ်ဆိုလိုသူက21ရာခိုင်နှုန်းရှိပါတယ်အလားတူရန်ကုန်မြို့မှာတော့46ရာခိုင်နှုန်းကလက်ရှိအတိုင်းထားလိုကြပြီး37ရာခိုင်နှုန်းကတော့ခွင့်ပြုသင့်ကြောင်းဆန္ဒရှိကြသလို22ရာခိုင်နှုန်းကတော့မတိသူနဲ့မဖြစ်ဆိုလိုသူတွေဖြစ်ကြပါတယ်စကိုင်းနဲ့မကွေးတိုင်းမှာတော့57ရာခိုင်နှုန်းကလက်ရှိအတိုင်းထားလိုကြ ပြီး35ရာခိုင်နှုန်းကခွင့်ပြုတင်တယ်လို့ဆန္ဒရှိကြသလို14ရာခိုင်နှုန်းကမတိသူနဲ့မဖြေလိုသူတွေဖြစ်ကြပါတယ်မြန်မာနိုင်ငံကိုခွဲထွက်ခွင့်ပြုတင်ကြောင်းနဲ့လက်ရှိအတိုင်းစူးစီးထားတဲ့ကြောင်းဘလို့ဆန္ဒရှိလဲဆိုတဲ့မေးခွန်းကိုတော့နိုင်ငံတော်ဝင်လုံးမှာ49ရာခိုင်နှုန်းကလက်ရှိအတိုင်းစူးစီးထားတဲ့ကြောင်းဆန္ဒရှိကြပြီး33ရာခိုင်နှုန်းကတော့ခွဲထွက်ခွင့်ပြုတင်ကြောင်း20ရာခိုင်နှုန်းကတော့မတိသူနဲ့မဖြေလိုသူတွေဖြစ်ကြောင်း Russia Initiative ကစစ်တမ်းမှာဖော်ပြထားပါတယ်အဲ့ဒီနောက်ပြည်내တွေမှာ40ရာခိုင်နှုန်းကလက်ရှိအတိုင်းစူးစီးထားတဲ့ င့်ကြောင်းနဲ့52ရာခိုင်နှုန်းကခွဲထွက်ခွင့်ပြုတင့်ကြောင်းဆန္ဒရှိကြသလို19ရာခိုင်နှုန်းကတော့မတိသူနဲ့မဖြေလိုသူတွေဖြစ်ကြပါဗါးအလားတူတိုင်းဒေသကြီးတွေမှာ49ရာခိုင်နှုန်းကလက်ရှိအတိုင်းစုစည်းထားတင့်ကြောင်းနဲ့30ရာခိုင်နှုန်းကခွဲထွက်ခွင့်ပြုတင့်ကြောင်းဆန္ဒရှိကြသလို27ရာခိုင်နှုန်းကမတိသူနဲ့မဖြေလိုသူတွေဖြစ်ကြပါဗါးရန်ကုန်မြို့မှာတော့44ရာခိုင်နှုန်းကလက်ရှိအတိုင်းစုစည်းထားတင့်ကြောင်းနဲ့32ရာခိုင်နှုန်းကခွဲထွက်ခွင့်ပြုတင့်ကြောင်းဆန္ဒရှိကြသလို24ရာခိုင်နှုန်းကမတိသူနဲ့မဖြေလိုသူတွေဖြစ်ကြပါဗါးစကိုင်းနဲ့မကွေးတိုင်းမှာ လည်း55ရာဂိုင်းတော့ကလက်ရှိအတိုင်းစူးစီးထားတင်ကြောင်းနဲ့31ရာဂိုင်းတော့ကခွက်တက်ခွင့်ပြုတင်ကြောင်းဆန္ဒရှိကြသလို73ရာဂိုင်းတော့ကမတိသူနဲ့မဖြေလိုသူတွေဖြစ်ကြပါဗါးလက်ရှိမြန်မာနိုင်ငံတဝင်းမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြလကောက်လက်နက်ကိုင်အင်အားစုအချင်းချင်းကြတော့လကောက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြပါဗါးအဆိုပါတိုက်ပွဲတွေအတွင်းပြည်နယ်နဲ့ဒိုင်းဒေသကြီးနန္နမိတ်တွေပြင်ဆင်ဖွဲ့စည်းရေးခွဲထွက်ရေးကိုပိုင်အထူးဒေသတွေရရှိရေးနာဆာကနဲ့မြန်မာတပ်မတော်ဖြုတ်ချရေးစတဲ့မတူညီသောရည်မှန်းချက်တွေပါဝင်နေကြပါဗါး CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။တရုတ်ကအိန္ဒိယနယ်စပ်အနီးနယ်နိမိတ်ပိုင်ဆိုင်မှုကိုထပ်မံကျင်းပလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တရုတ်ဟာအိန္ဒိယနဲ့ငင်းပွားနေတဲ့နေဇာနီးရှိနယ်သမိတ်တွေကိုပိုင်ဆိုင်ကြောင်းကြေညာချက်တွေထပ်မံထုတ်ပြန်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီဒေသရှိနယ်သမိတ်တွေရဲ့အမည်တွေကိုတရုတ်ကသတ်မှတ်ကြေညာခဲ့တာဖြစ်ပြီးအများစုဟာအိန္ဒိယကထိန်းချုပ်ထားတဲ့နယ်သမိတ်တွေဖြစ်ပါတယ်။မကြာသေးမီကနိုင်ငံခြားတန်တမန်ဆက်ဆံရေးတွေတိုးမြင့်စေဖို့အားထုတ်ကြိုးပမ်းမှုတွေရှိခဲ့တဲ့အတိုင်းတရုတ်ပြည်သူ့ရေးရာဝန်ကြီးဌာနဟာ Arunachal Pradesh ပြည်နယ်ရှိနယ်မြေတွေရဲ့အမည်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ Arunachal Pradesh ပြည်နယ်ကိုတရုတ်ကဂျန်နန်လို့အမည်မဲ့ခေါ်ခဲ့ပြီး အဲ့ဒီပြည်နယ်ဟာတိဘက်ကိုပိုင်အုပ်ချုပ်권ရဒေသရဲ့အစိပ်ပိုင်းဖြစ်ကြောင်းကြေညာထားပါတယ်။တရုတ်ပြည်သူရေးရဝင်ကြီးဌာနကအမိမဲ့ခေါ်ခဲ့တဲ့နေရာ28နေရာတွေကတောင်15ခုလူနေဒေသ9ခုတောင်ကြားလန်း4ခုမြင်းနှစင်းနဲ့ရေကန်တကန်ပါဝင်ပါတယ်။အဲ့ဒီနယ်မြေဒေသတစ်ခုချင်းစီကိုတရုတ်ကတရုတ်အမိတွေနဲ့ပြောင်းလဲကြေညာခဲ့ပြီးနယ်မြေတွေရဲ့ဒီနေရာကိုလက်တီကျူလောင်ကြီးကျူတွေနဲ့အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ ပထဝီဝင်းအမည်တကိုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်ကောင်စီရဲ့တင့်တော်တဲ့ပြဋ္ဌာန်းချက်တွေနဲ့အညီမိမိတို့ဟာတရုတ်ရဲ့ကျန်းတဲ့ဒေသရှိပထဝီဝင်းအမည်အချို့ကိုစံသက်မှတ်ချက်နဲ့ကြီးညာကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အိန္ဒိယကတော့တရုတ်ရဲ့ကြီးညာချက်ဟာအနှစ်သာရကဲမဲ့ပြီးရုတ်တရက်မရှိကြောင်းမေလ14ရက်ကတုတ်ပြန်ခဲ့ပါတယ်။အာရူနာချယ်ပရာဒိရှ်ရဲ့ညင်းပယ်နိုင်စွမ်းမရှိတဲ့အမှန်တရားကိုအမည်တွေပြောင်းလဲယူနေပြောင်းလဲနိုင်မှာမဟုတ်ကြောင်းအဲ့ဒီပြည်နယ်ဟာအိန္ဒိယရဲ့ခွဲခြားမရနိုင်တဲ့အစိပ်ပိုင်းတစ်ခုအဖြစ်အမြဲတမ်းဆက်လက်တည်ရှိနေလိမ့်မယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ပူတင်နဲ့မျက်နှာချင်းဆိုင်ဆွေးနွေးလိုတယ်လို့ဇာလန်စကီကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါအခုသတင်းပတ်အတွင်းယူကရိန်းရုရှားစစ်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးပွဲဒီမှာရုရှားသမ္မတပူတင်တက်ရောက်မယ်ဆိုရင်သူနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးလို့ကြောင်းယူကရိန်းသမ္မတဇာလန်စကီကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်ခရမလင်နန်းတော်ကတော့မေလ15ရက်မှာတူရကီနိုင်ငံအစ္စတန်ဘူလ်မြို့မှာပြုလုပ်မယ်ဆွေးနွေးပွဲတွေကို ်ပူတင်တက်ရောက်ဖို့ရှိမရှိကိုထုတ်ပြန်ခဲ့ခြင်းမရှိသေးတာပါစီစဉ်ထားတဲ့ဆွေးနွေးပွဲတွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးအထောက်ကြိုးပမ်းမှုတွေကိုအာရုံစိုက်ဆွေးနွေးမှာဖြစ်ပြီးအဲ့ဒီဆွေးနွေးမှုတွေကိုအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုတက်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီပြင်ထရန့်ဟာအဲ့ဒီဆွေးနွေးပွဲတွေကိုအမေရိကန်အထူးတန်တမန်တွေဖြစ်တဲ့စတီးဗ်ဝစ်ကော့ဖ်နဲ့ ကိတ်ကဲလော်တို့ကိုလည်းဆစ်လို့ထားတယ်လို့အဲ့ဒီအကြောင်းအရနဲ့နှိစက်တဲ့သတင်းရင်းမြစ်သုံးခုကပြောကြခဲ့ပါတယ်။စစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ချွင်းချက်မရှိရ30ကြာအပြစ်ခတ်ရစေးရေးကိုဆွေးနွေးလိုကြောင်းရုရှားရဲ့အရေးကိစ္စအားလုံးဟာပူတင်အပေါ်မှာမူတည်နေတာကြောင့်အဲ့ဒီဆွေးနွေးမှုတွေကိုပူတင်နဲ့တက်ရောက်တင်တယ်လို့ဇာလန်စကီကပြောပါတယ်။ကျွန်တော်တို့ကစစ်ပွဲကိုအဆုံးသတ်ရေးအတွက်စတင်လှုပ်ဆောင်မှုသဘောတူကြပါတယ်။ပူတင်ကတော့ကျွန်တော်နဲ့တိုက်ရိုက်ဆွေးနွေးရမှာကိုထိတ်လန့်နေပါတယ်လို့ဇာလန်စကီကပြောကြခဲ့ပါတယ်။ တကယ်လို့ဆွေးနွေးပွဲတွေဖြစ်မလာရင်အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကရုရှားပေါ်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေပြုလုပ်မဲ့အခြေအနေကိုလည်းမျှော်လင့်ထားတယ်လို့ဇာလန်စကီကပြောပါတယ်။ထရန့်ဟာရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကိုဦးစားပေးလှုပ်ဆောင်ခဲ့တဲ့နောက်ယူကရိန်းနဲ့ရုရှားအစိုးရတွေကငញ្ញမ်းရေးလုပ်ငန်းစဉ်ကိုလှုပ်ဆောင်နေတဲ့သူတို့ရဲ့အထောက်ကြိုးပမ်းမှုတွေကိုပြသခဲ့ကြပါတယ်။ပူတင်ကလည်းယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်လို့ကြောင့်မေလ၁၁ရက်ကကန့်လန့်ခဲ့ပြီးထရန့်ကတော့ဇာလန်စကီအနေနဲ့အဲ့ဒီကန့်လန့်မှုကိုလက်ခံဖို့တိုက်တွန်းခဲ့ပါတယ်။တရုတ်နဲ့ကိုလံဘီယာခေါင်းဆောင်တို့ဟာနှစ်နိုင်ငံကြား ပလန်းရဝန်စီမံကိန်း BRI နဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရွက်ရေးချုပ်ဆိုခဲ့ကြတဲ့ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ တရုတ်နဲ့ကိုလံဘီယာကောင်းဆောင်တွေဟာပေကျင်းမြို့တော်မှာတွေ့ဆုံခဲ့ကြပြီးတဲ့နောက်နှစ်နိုင်ငံကြားပလန်းရည်ဝန်စီမံကိန်း PRI နဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။မကြာသေးမီနှစ်တွေအတွင်း PRI စီမံကိန်းကြောင့်တရုတ်ဟာအမေရိကန်အတွက်မဟာဗျူဟာမြောက်အရေးကြီးတဲ့လက်တင်အမေရိကနဲ့ Caribbean ဒေသမှနိုင်ငံတွေအပေါ်ဩဇာလွှမ်းမှုမှုမြင့်တက်ခဲ့ပါတယ်။တရုတ်ရဲ့ PRI စီမံကိန်းနဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာဟာဆယ်စုနှစ်တွေအတွင်းကိုလံဘီယာနိုင်ငံရဲ့အကြီးမားဆုံးလှုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းကိုလံဘီယာနိုင်ငံကြားရေးဝန်ကြီး Laura Sarabia ကမေလ14ရက်မှာပြောကြားခဲ့ပါတယ်။ အခုလိုပူပေါင်းဆောင်ရွက်ရေးအစီအစဉ်ကိုလက်မှတ်ရေးထိုးတာဟာကုံသွယ်ရေးရင်းနှီးမြုပ်နှံမှုနဲ့ခီးသွွားကဏ္ဍတွေအတွက်အဆုံးမရှိတဲ့အခွင့်အလမ်းတွေကိုပေါ်ပေါက်လာစေခဲ့ပါတယ်။နောက်ကြောင်းပြန်လည်မှာမဟုတ်ပါဘူး။ကိုလံဘီယာကကဘာကြီးအတွက်တကားဖွင့်ထားပါတယ်လို့ဆရာဘီယာက X လူမှုပေးရာမှာရေးသားခဲ့ပါတယ်။တရုတ်ဟာအမေရိကန်ပြီးရင်ကိုလံဘီယာရဲ့အကြီးမားဆုံးကုံသွယ်ဖက်နိုင်ငံဖြစ်ပြီးမကြသေးမီကကိုလံဘီယာရဲ့အတွင်းကုန်ကဏ္ဍမှာအကြီးဆုံးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပါတယ်။တရုတ်ဟာကိုလံဘီယာနိုင်ငံထံကအရေးအတွင်းမြင့်ထုတ်ကုန်တွေကိုတင်သွင်းဝယ်ယူဖို့အသင့်ရှိနေပြီးတရုတ်ကုမ္ပဏီတွေကလည်းကိုလံဘီယာရဲ့အခြေခံအဆောက်အအုံစီမံခရီးမှာ ူးပေါင်းဆောင်ရွက်ဖို့စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့နဲ့ယင်းနှမြုံနယ်မှုတွေလုပ်ဖို့ရှိကြောင်းတရုတ်သမ္မတရှီကျင်းဖင်ကကိုလံဘီယာသမ္မတပက်ထရိုကိုပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံပိုင်စင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ကိုလံဘီယာဟာ2013ခုနှစ်ကရှီကျင်းဖင်စတင်ခဲ့တဲ့ BRN စီမံကိန်းကိုပူးပေါင်းမှာဖြစ်တယ်လို့မီလာ၁၂ရက်ကလေးကပက်ထရိုကပြောကြားခဲ့ပါတယ်။လက်ရှိမှာတရုတ်ရဲ့ BRN စီမံကိန်းမှာလက်တင်အမေရိကနိုင်ငံ20အပါအဝင် ကမ္ဘာနိုင်ငံပေါင်း150ကျော်ကပူးပေါင်းပါဝင်ထားပါတယ်။ဒါပေမဲ့ပနမနိုင်ငံဟာဖေဖော်ဝါရီလက PRN ကနှုတ်ထွက်ခဲ့ပြီးအဲ့ဒီနှုတ်ထွက်မှုနဲ့ပတ်သက်ပြီးတရုတ်ကအမေရိကန်ကိုအပြစ်တင်ခဲ့ပါတယ်။2022ခုနှစ်ဩဂတ်လကတည်းကအာဏာရရှိခဲ့တဲ့ပက်ထရိုဟာ2023ခုနှစ်အောက်တိုဘာလကသူ့ရဲ့ပထမဆုံးပြည်ပခီးစဉ်ဖြစ်တရုတ်နိုင်ငံကိုတွားရောက်ခဲ့ပြီး1980ပြည့်နှစ်ကတည်းကထူထောင်ခဲ့တဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုတိုးမြင့်ခဲ့ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရွေးရဲအတွက်ပွဲဥထွက်ရာဒီမှာတိုက်စစ်မှုဘက်ပြီးဟာအတွင်းကို40ပြေးသွားခဲ့ပြီဖြစ်ပါတယ်။ ရီယယ်အတင်ကမာယော့ကာအတင်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာတဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှုဘက်ပီးယားအတင်အတွက်ပွဲဥထွက်ရာသီမှာပြိုင်ပွဲစုံသွင်းကို40ပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်ဘက်ပီးယားပွဲဥထွက်ရာသီမှာသွင်းကို40သွင်းယူနိုင်တဲ့ပထမဆုံးရီယယ်အတင်ကစားသမားအဖြစ်လဲဆန့်ကျင်တင်နိုင်ခဲ့တာပါ။အဲ့ဒီပြင်ဘက်ပီးယားကလပ်အတင်ကန်ဝင်းတီစတီဖာနိုတင်ရှိထားတဲ့ လွန်ခဲ့တဲ့82နှစ်ကစံချိန်တစ်ခုကိုလည်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒီစတီဖာနိုဟာရီယယ်အသင်းအတွက်ပွဲဥထွက်ရာသီမှာလာလီဂါတွင်းကို28ဂိုးသွင်းယူခဲ့တာကိုပပီကတကူအတာတွင်းကို28ဂိုးနဲ့ကျော်ဖြတ်နိုင်ခဲ့တာပါ။ပပီယာပွဲဥထွက်ရာသီမှာရီယယ်အသင်းအတွက်လာလီဂါတွင်းကိုအများဆုံးသွင်းယူနိုင်တဲ့သူအဖြစ်စံချိန်တစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြင်သစ်အသင်းကောင်းဆောင်ဟာဘာစီလိုနာအသင်းကိုအေးနိုင်ခဲ့တယ်။လာလီဂါပွဲစဉ်မှာအသင်းအတွက်ဟက်ဒရစ်ကိုသွင်းယူပြီးတဲ့နောက်ဆာမိုရာနိုနဲ့32နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးပွဲဥထွက်ရာသီမှာရီယယ်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တာပါရီယယ်အသင်းဟာမာယော့ကာအသင်းကို ရာမွန်ရဲ့နောက်ကျတွင်ကုနဲ့အနိုင်ရရှိခဲ့တာကြောင့်ဘာစီလိုနာအသင်းကိုလာလီကာချန်ပီယံဖြစ်အောင်ပွဲခံခွင့်ဆောင်ဆိုင်စေခဲ့ပါတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းဟာအစပန်ညိုအသင်းနဲ့ပွဲစဉ်မှာအနိုင်ရခဲ့ရင်ဒီအာဒီလာလီကာချန်ပီယံဖြစ်အောင်ပွဲခံလို့ရပြီဖြစ်ပါတယ်။ပြီးရဲ့အသင်းဟာမာယော့ကာအသင်းနဲ့ပွဲစဉ်မတိုင်မီမှာကစားသမား12ဦးထိတိုင်ရာရရှိနေပေမဲ့အနိုင်ရလက်ရရှိအောင်ကစားနိုင်ခဲ့တာပါ။ရီယယ်တင်ဒီပြအန်ဆလော့တီကလာလီကာချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုဟာဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်သူတို့ဆက်ပြီးတိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ပွဲပြီးမှာပြောခဲ့ပါတယ်။ ရီယက်တင်အားလာမယ့်လာလီကာပွဲစဉ်ဖြင့်မေလ၁၈ရက်မှာစီဗီလာအသင်းအင်ဂွင်းတွားရောက်ရှင်းမြန်းရမှာဖြစ်ပါတယ်။စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မေလ15ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြုရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။